မင်္ဂလာပါမိတ်ဆွေတို့ခရစ်မတ်မတိုင်ခင်မှာမိခင်တူလူတရက်ပျောက်ဆုံးသွားရင်ဘယ်လိုခံစားရမလဲဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ကမိသားစုတစ်ခုကိုနှစ်ပေါင်း30ကြာဘယ်လိုချောင်းလန့်နေမလဲနီကီဖရန့်ချ်ရဲ့ရှာလော့ဆိုတာကိုဘယ်သူများတွေ့ဘူးလဲဆိုတဲ့စာအုပ်ထဲမှာဒီမေးခွန်းတွေရဲ့အဖြေကိုရှာဖွေကြည့်ရအောင်နီကီဖရန့်ဆိုတာစုံလဲစာရေးဆရာနီကီဂေရတ်နဲ့ရှောင်းဖရန့်တို့ရဲ့ကလောင်အမိပါသူတို့ဟာစိတ်ပိုင်းဆိုင်ရာထိတ်လန့်စရာဝတ္ထုတွေနဲ့လူသိများပါတယ် သူတို့ရဲ့စာအုပ်တွေထဲမှာရှာလော့ဆော်ရာကိုဘယ်သူများတွေ့ဘူးလဲဆိုတဲ့စာအုပ်ဟာမိသားစုရဲ့လှုပ်ဝှက်ချက်တွေနဲ့အတိတ်ရဲ့အမွေအနှစ်တွေကိုစူးစမ်းလေ့လာထားပါတယ်။ဒီစာအုပ်ထဲမှာခရစ်မတ်မတိုင်ခင်အလက်ရဲ့အသက်50ပြည့်မွေးနေ့ပါတီအကျိုးနေ့မှာရှာလော့ဆော်လာဆိုတဲ့မိခင်တဦးပျောက်ဆုံးသွားပါတယ်။ရှာလော့မှာသား၃ယောက်နဲ့သမီး၁ယောက်ရှိပြီးသူတို့ဟာ မိခင်ရဲ့ပျောက်ဆုံးမှုကြောင့်စိတ်တော့ကရောက်နေကြပါတယ်။ဂလန်စတက်ရွာလေးဟာရှာလော့ပျောက်ဆုံးသွားတဲ့အတွက်မတီးမငြိဖြစ်လာပြီ။ ဆယ်တာမီတာစုနဲ့တငယ်ချင်းအက်ကလီမီတာစုတို့ဟာဝမ်းနည်းပူဆွေးမှုတွေနဲ့တိုးဝက်ချက်တွေအောက်မှာရုန်းကန်နေရပါတယ်။ပါတီပွဲကပျော်ရွှင်စရာစားကြောက်ရွံ့ထိတ်လန့်စရာဖြစ်ပြောင်းလဲသွားပြီးမီတာစုအတွင်းမှာအကြောင်းတွေစတင်ပေါ်ပေါက်လာပါတယ်။ရှာလော့ရဲ့ကလေးတွေဖြစ်တဲ့နေရယ်ပေါ်အော်လီနဲ့အက်တီတို့ဟာမတူညီတဲ့နီးလန်းတွေနဲ့တုတ်ပြန်ကြပါတယ်။အလက်ခါဟာလစ်လူရှူထားပြီးတငယ်ချင်းတွေကအမျိုးမျိုးထင်ကြီးပေးနေကြပါတယ်။ရဲတွေခေါ်ပြီးတဲ့နောက်မှာလည်းဘာဖြစ်မှမရခဲ့ပါဘူး။ ရှာလော့ပျောက်ဆုံးပြီးနောက်မှာဆယ်တာမီတာစုဟာဝန်းနေခြင်းနဲ့တန်တရာရီကြောင့်ကွဲကွာကုန်ပါတယ်။အလက်ရဲ့ဖောက်ပြက်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာအကွာအဝေးတွေကပိုပြီးထင်ရှားလာပါတယ်။အတီဟာအငဲဆုံးဖြစ်ပြီးအပြစ်ရှိတယ်လို့ခံစားရကတန်းတနေပါတယ်။သူ့ရဲ့အကိုတွေကလည်းကိုနီးကိုဟန်နဲ့ရုန်းကန်နေကြပါတယ်။အကလီမီတာစုဟာလည်းစိတ်တက်ကြခြင်းနဲ့လူဝက်ချက်တွေကြောင့်ဒုက္ခရောက်နေကြပါတယ်။ရွာရဲ့ကောလာဟာလာတွေနဲ့ ဂဲရီရဲ့အားနည်းတဲ့စုံစမ်းစစ်ဆေးမှုတွေကမိသားစုတွေကိုအထီးကျန်ပြီးမယုံကြည်နိုင်ဖြစ်စေပါတယ်။နီယဲဟာအလက်ကျေတာအကြီးဆုံးဖြစ်ပြီးတာဝန်ယူတတ်သူပါ။ပလီဟာအတီနဲ့ဂျင်းနီဘီပျက်စီးလွယ်တဲ့သူပါ။ပေါ်ကတော့အထီးကိမ့်မခံနိုင်ဆုံးနဲ့အားနည်းဆုံးသားဖြစ်ပါတယ်။အတီနဲ့အော်လီတို့ဟာရှာလော့ကိုအသက်ရှင်လျက်တွေ့နိုင်မယ်လို့မျှော်လင့်ချက်နဲ့ရှုံညွန်တွေမြစ်ကမ်းတွေနဲ့တောအုပ်တွေကိုလိုက်ရှာပွေးကြပါတယ် ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကလည်းအရှိန်ပြော့သွားပါတယ်။ရှာဖွေတွေးရှိတဲ့ရှာလော့ရဲ့အင်ဂျီကတဲလွန်စ်တစ်ခုဖြစ်ပေမဲ့အပြေထက်မေးခွန်းတွေပို့ထုတ်ပေးပါတယ်။မိသားစုဟာမိမိကိုယ်ကိုတက်သေးတာလားမတော်တဆမှုလားဒါမှမဟုတ်လူတက်မှုလားဆိုတဲ့ချက်ကိုဖြေရှင်းနိုင်ခြင်းမရှိဘဲကြံရိတ်ခဲ့ပါတယ်။ရက်တွေကြာလာတာနဲ့အမျှဆယ်တာမိသားစုနဲ့အကလီမီတာစုဟာလှုပ်ဝက်ချက်တွေနဲ့ဒိညာမှုတွေကြားမှာနှိမ့်ညွတ်နေပါတယ်။အလက်ခရဲ့အလီပိုင်ကမခိုင်ပါဘဲမေယီတောင်းနဲ့ သူ့ရဲ့ဆက်ဆံရေးကဖော်ထုတ်ခံရပါတယ်။ကလေးတွေရဲ့ဆက်ဆံရေးကလည်းတင်းမာလာပါတယ်။ရဲတွေကအလက်ကိုအာယုံဆိုင်ပေမဲ့တက်တည်မရှိပါဘူး။ရွာကပစက်ပိတ်နေပြီးမကောင်းတဲ့အရာတွေကိုရင်မဆိုင်ကျင်ကြပါဘူး။ခရစ်မတ်နေ့မှာဆယ်တာမီတာစုရဲ့တငယ်ချင်းဒန်ကန်အက်ကလေးကိုမြစ်ထဲမှာတိတ်ဆုံးရဲတွေ့ရပါတယ်။သူ့ရဲ့တိတ်ဆုံးမှုကိုမိမိကိုယ်ကိုတက်တည်မှုလို့သတ်မှတ်ပေမဲ့တန်တရားတွေကရှိနေသေးပါ။ရဲတွေကအမှုကိုပိတ်ချနေကြပါတယ်။ အက်ကလီမီတာစုနဲ့စက်တာမီတာစုဟာနောက်ထပ်ဆုံးရှုံးမှုတစ်ခုနဲ့ရင်ဆိုင်ကြရပါတယ်။အနှစ်30ကြာပြီးနောက်အက်ကလီရဲ့သားတွေဖြစ်တဲ့မော်ဂန်နဲ့ဂရက်တိုဟာမဖြစ်ရှင်းနိုင်တဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကြောင့် True Crime Podcast လုပ်ဖို့ Glanstead ကိုပြန်လာကြပါတယ်။သူတို့ရဲ့ Podcast ဟာအတိတ်ကဒဏ်ရာတွေကိုပြန်လည်ဖော်ထုတ်ပြီးစက်တာမီတာစုတွေကိုပြန်လည်စူးစီးစေပါတယ်။ Podcast ဟာစုံစမ်းစစ်ဆေးမှုအသစ်တွေ ကောလာဟာလာတွင်နှင့်နှစ်ပေါင်းများစွာမြုပ်နှံထားတဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့လှုပ်ဆောင်ပေးပါတယ်။ဆယ်တာမီတာစုတွေကသူတို့ရဲ့အိမ်ကိုရောက်မှုနဲ့ဖခင်ကိုပြုစုဆောက်ရှောက်ဖို့ပြင်ဆင်နေချိန်မှာ Bridget Wolf ဆိုတဲ့အင်ရှင်နီကျွမ်းကျင်သူကိုနှားရမ်းလိုက်ပါတယ်။ Bridget ရဲ့အလုတ်ကအတိတ်ကိုပြန်မှတ်ရစေပြီး Charlotte ရဲ့ကံကြမ္မာအတွက်တဲလုံစားတွေပါတဲ့ဒဏ်ရာရီအပါဝင်ဝတ်ထားတဲ့အရာတွေကိုဖော်ထုတ်ပေးပါတယ်။အင်ရှင်လင်းတဲ့လုပ်ငန်းစဉ်ဟာမိသားစုရဲ့အတိတ်ကိုနားလည်ဖို့နဲ့အဆုံးသတ်ဖို့စူးစမ်းတဲ့တင်ကြေးတစ်ခုဖြစ်လာပါတယ်။ Bridget Wolf ဟာ Charlotte ရဲ့ဒဏ်ရာရီထဲမှာအရေးကြီးတဲ့အရာတစ်ခုကိုတွေ့ရှိကြောင်းအရေးအမွေပြောပြီးမကြခင်မှာပဲသူ့အိမ်မှာအရှင်လက်လက်မိရှုခံခဲ့ရပါတယ်။ဒီယာဇဝိမှုကရွာကိုတုံ့လုပ်စေပြီးလန်ဒန်က Mock O'Connor ဆိုတဲ့စုံထောက်တစ်ကိုခေါ်ယူခဲ့ပါတယ်။လူတက်မှုကိုအမှုဟောင်းတွေနဲ့ဆက်ဆက်ပြီးဆုံးရှုံးမှုအများဆုံးရှိတဲ့သူတွေကိုတန်လျောက်ဝင်လာကြပါတယ်။ Greg Ackley ဟာ Charlotte ကိုဆွဲလန်းပြီးမြင့်ပယ်ခံရတဲ့အတွက်ဒေါသအလျောက်သူ့ကိုတက်ခဲ့ပါတယ်။ ပြီးတော့သူကချက်ချဝင်းចောင်းကိုទីထားတဲ့အကူညီနဲ့သူ့ရဲ့အလောင်းကိုဝတ်ထားခဲ့ပါတယ်။နောက်ပိုင်းမှာသူကသူ့ရဲ့အဖေတန်ကန်ကိုရာဇဝတ်မှုကိုဖုံးကွယ်ဖို့တက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ သူကလှုပ်ဝှက်ချက်ကိုကာကွယ်ဖို့ Bridget Wolf ကိုတက်ခဲ့ပါတယ်။ Maud ရဲ့အဖွဲဟာ Charlotte ရဲ့အလောင်းကိုနှစ်ပေါင်းများစွာကြာအောင်တခြားမျိုးသမီးတစ်ယောက်ရဲ့ခေါင်းတလားအောက်မှာဝတ်ထားတာကိုတွေ့ရှိခဲ့ပါတယ်။ Charlotte ရဲ့လက်ထဲမှာတွေ့ရှိတဲ့ DNA ကနေ Greg Ackley နဲ့ ဆက်ဆက်နေကြောင်းတွေ့ရပါတယ်။စုံထောက်မော့အိုကော်နာဟာစိတ်ပိုင်းဆိုင်ရာထိုးထွင်းသိမြင်မှုနဲ့လွယ်လွယ်ကူကူအဖြေမပေးတာကလှုပ်ဝက်ချက်ကိုဖော်ထုတ်ရမှာအဓိကကျပါတယ်။အထောက်ထားတွေနဲ့ရင်ဆိုင်လိုက်ရတဲ့အခါ Greg ဟာရှာလို့ Duncan နဲ့ Bridget တို့ကိုတတ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်တွေကငင်းပယ်ခံရခြင်းရှေ့ယွန်ချင်းနဲ့သူ့ကိုယ်သူကာကွယ်ဖို့လိုအပ်ခြင်းတွေကြောင့်ဖြစ်ပါတယ်။မိသားစုတွေအတွက်ဝန်ခံခြင်းဟာဝမ်းသာစရာနဲ့ဝမ်းနဲ့စရာနှစ်မျိုးလုံးဖြစ်စေပါတယ်။ အမှန်တရားကိုဖော်ထုတ်ပြီးနောက်ဆေဒာမီသားစုတွေဟာသူတို့ရဲ့ဆန်ရင်သူတို့ရဲ့ဘဝတွေကိုပြန်လည်တိဆောက်ဖို့စတင်ခဲ့ကြပါတယ်။အတီဟာသူ့အမေရဲ့ပျောက်ဆုံးမှုဝင်ကိုနှစ်ပေါင်းများစွာထန်ထားခဲ့ပြီးငြိမ်းချမ်းမှုကိုရှာတွေ့ခဲ့ပါတယ်။ရွာကလည်းပြောင်းလဲသွားပြီးတို့ဝက်ချက်တွေကိုအလင်းထဲကိုဆောင်ယူလာခဲ့ပါတယ်။ဇလန်းကခွင့်လွှတ်ခြင်းနဲ့ပြန်လည်စမ်းသစ်ခြင်းရဲ့ဖြစ်နိုင်ခြင်းနဲ့အတူအဆုံးသတ်သွားပါတယ်။မိတ်ဆွေတိဆောက်အုပ်ထဲမှာမိသားစုလူဝက်ချက်တွေနဲ့ ဝမ်းနည်းခြင်းတွေကနှစ်ပေါင်းများစွာဘလို့လွှမ်းမိုးထားလဲဆိုတာတွေ့ရပါတယ်။ Nicki French ရဲ့ Charlotte Sora ကိုဘယ်သူများတွေ့ဘူးလဲဆိုတဲ့အစောက်ကိုဖတ်ပြီးမိသားစုဆက်ဆံရေးတွေရဲ့အရေးပါပုံနဲ့အတိတ်ကဒဏ်ရာတွေကိုဘလို့ကူစားနိုင်မလဲဆိုတာလေ့လာသင်ယူဖို့ဖိတ်ခေါ်ပါတယ်။